သူများမင်္ဂလာယူနေချိန်ဝစ်စုံအပြည့်အနက်ရောင်ဝစ်သွားခဲ့လို့အခုလိုဝေဖန်ခံနေရတဲ့ဟင်းဝရံနဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အသည့်ဆက်ဆက်မင်္ဂလာဆောင်တွဲလေးဖြစ်တဲ့ငယ်စဉ်တို့ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ထပ်မံဝေဖန်စရာပြောဆိုစရာအကြောင်းအရာတစ်တခု ထပ်ပြီးတော့ထွက်ပေါ်လာခဲ့ပြန်ပါပြီဒါပေမဲ့ဒီတစ်ခါကတော့သူတို့ရဲ့မင်္ဂလာပွဲအကြောင်းမဟုတ်ပါဘူးသူများရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့သူတို့ရဲ့ fashion အကြောင်းပါပဲပရိသတ်ကြီးတို့သိကြတဲ့အတိုင်းပဲမင်းသားဟင်းဝရံနဲ့မင်းသမီးဆိုပြတဲ့စဉ်တို့ဆောင်တွဲကအရင်ကတည်းက ရှင်နဲ့ပတ်သက်ရင်ဝေဖန်မှုတွေနဲ့မကင်းခဲ့ကြပါဘူး။ဘာပဲဝဝမလိုက်ဖက်ဘူး။ဖက်ရှင်တွေကကွမ်းနေတယ်ဆိုပြီးတော့ပရိသတ်တွေရဲ့ထောက်ပြဝေဖန်ခြင်းတွေကိုအမြဲတမ်းခံခဲ့ကြရတာပါ။ အခုတခါမှလည်းသူတို့နှစ်ယောက်ဟာ fashion အမားလို့ပြောရမလားယဉ်ကျေးမှုနဲ့မကန့်ညီမှုလို့ပြောရမလားအကြီးကျယ်ဝေဖန်ခံရမယ့်အပြုအမူတစ်ခုကိုလုပ်မိသွားပြန်ပါတယ်။အဲ့ဒါကတော့သူများမင်္ဂလာပွဲမှာဝတ်စုံအပြည့်အနက်ရောင်တွေဝတ်ဆင်သွားခဲ့လို့ပါပဲ။ဟုတ်ပါတယ်အနက်ရောင်မှာကျမတို့မြမယဉ်ကျေးမှုမှာအနက်ရောင်ဆိုတာကအမင်္ဂလာအရောင်ဝန်ထဲချင်းကိုကိုးစားပြုတဲ့အရောင်ဆိုပြီးတော့အများစုကတော့အယူရှိကြတာပါ။ ဒီအရောင်ကိုကျမတို့ရဲ့ပြောပွဲရှင်ပွဲမင်္ဂလာအခမ်းအနားတွေမှာ လုံးဝရှောင်ရှားလေးရှိပြီးတော့အတုပအခမ်းအနားနာရီတွေမှာအထူးကဝတ်ဆင်လေးရှိကြတယ်လို့သိရပါတယ်။ဒါပေမဲ့ဟင်းဝင်းရဲ့နဲ့ဆိုပြသစင်တို့ကတော့ဒီအယူအဆကိုချိုးဖြတ်ပြီးမင်္ဂလာဆောင်ကိုအနောက်ရောင်တွေနဲ့လိုက်ဖက်ညီစွာဝတ်ဆင်တက်ရောက်ခဲ့ရာအကြောင်းလူတွေကြားထဲမှာဝေဖန်မှုတွေအများကြီးမြင့်တက်နေရဖြစ်ပါတယ်ရှင်။ ပို့ပြီးတော့လူပြောများသွားစေခဲ့ရကတော့သူတို့တက်ရောက်ခဲ့တဲ့မင်္ဂလာပွဲကအာမန်မင်္ဂလာပွဲမဟုတ်ပါဘူး။တန်ခါရုပ်ရှင်လောကရဲ့ဩဇာအကြီးမားဆုံးနာမည်အကြီးမားဆုံးပရိုဂျူဆာကြီးတစ်ယောက်ရဲ့မင်္ဂလာအခမ်းပွဲကြီးဖြစ်ပါတယ်။ဒီပွဲကိုမြမရုပ်ရှင်လောကတစ်ခုလုံးနာမည်အကြီးဆုံးထိတ်တန့်မင်းသားမင်းသမီးတွေကအစ အနုပညာရှင်ပေါင်းများများစွာကတကယ်ကိုစုံစုံညီညီနဲ့တက်ရောက်ကုန်ပြုခဲ့ကြတာပါ။အဲ့ဒီလိုအယောင်သွေးဆောင်လင်စွာနဲ့ခန္ဓာတောက်ပါနေရဲ့ဧည့်သည်တွေအားလုံးရဲ့ကြားထဲမှာဟင်းဝရဲ့နဲ့ဆိုပြတဲ့ရှင်တို့ရဲ့အနက်ရောင်ဖက်ရှင်ကတကယ်ကိုထင်ကနေဖြစ်ပြီးတော့မတင်လျော်ဘူးဆိုတဲ့ဝေဖန်သံတွေထွက်ပေါ်နေကြတာပါ။ကဲဒါကဝေဖန်သူတွေရဲ့အမြင်ပါရှင်။ဒါပေမဲ့ဒီနေရာမှာဒုတိယအမြင်တစ်ခုရှိနေပြန်ပါတယ်။အနက်ရောင်ဝတ်တော်ဘာဖြစ်လို့လဲ။သူတို့ဘက်ကနေကောက်ွယ်ပေးနေတဲ့သူတွေရှိပါတယ်။သူတို့ရဲ့ပြောဆိုချက်ကဒီပွဲဟာမနက်ပိုင်းမှာကျင်းပတဲ့မင်္ဂလာဘိသိမ်းမြောက် ွဲမဟုတ်ဘူးဆိုတဲ့အချက်ပါဒါကညနေပိုင်းမှာကျင်းပတဲ့မင်္ဂလာညစာစာပွဲပါအနောက်တိုင်းရင်ကျေးမှုမှာဆိုရင်ဒီလိုမျိုးတင်နာပွဲမျိုးတွေကအနိုင်ရောင်ဝစ်စင်တာကမှအခမ်းအနားဆုံးအလိုက်ဖက်ဆုံးဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ခင်မီတဲ့ညစာစာပွဲတခုမှာကိုကြိုက်တာကိုဝေခွင့်ရှိတယ်။အနဲ့ရောင်ဝေတာကခင်မီပြီးတော့စက်တည်ရရှိတာဖြစ်တဲ့အယူသီးစရာမလိုဘူးဆိုပြီးတော့ပြန်လဲပြောဆိုမှုတွေရှိနေပြန်ပါတယ်။ တကယ်တော့ဒီကိစ္စကဟင်းဝင်းရဲ့အဆိုပြတဲ့စဉ်တို့ဖြစ်နေလို့လဲပို့ပြီးတော့ဝေဖန်ခံနေရတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ကအရင်ကတည်းကဖက်ရှင်ကွမ်းနေလို့နာမည်ကြီးနေရကြောင်းသူတို့အနဲ့ရောင်ဝလဲတဲ့အခါမှာပရိသတ်တွေကမိုက်တယ်ဖြစ်တယ်လို့မမြင်မိ။ဖက်ရှင်အမားတစ်ခုအဖြစ်ပဲပို့ပြီးတော့မြင်သွားကြတာပါ။ပရိသတ်ကြီးတို့ရဲ့အမြင်ကရောမင်္ဂလာညစာစာပွဲမှာအနဲ့ရောင်ဝစ်ဆော့ဝစ်စင်တာကမြမယဉ်ကျေးမှုအကြောင်းတကယ်ပဲမတင်လျော်တဲ့အပြုမှုတစ်ခုလို့မြင်ပါသလား။ဒါမှမဟုတ်ဒါကခင်မီတဲ့ဖက်ရှင်တစ်ခု ဖြစ်ပြီးတော့အဲ့ဒီပွဲမှာလာသမျှလို့အကုန်လုံးအနဲ့ရောင်ဝစ်ခဲ့ရကြ ောင်းကိုလူလက်ခင်းတဲ့ကိုဝိတာဘာမှပြောစရာမလိုဘူးလို့သဘောထားမိပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်